အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ March 12ရက်နေ့မှာတတိယမီဒီယာနေ့မှာဖော်ပြထားတဲ့အကြောင်းအရာတွေအစုံလင်ထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့မလာမလာကနေပြီးတော့ရုရှားနေတော့ပြန်လာတယ်ဘယ်လိုလိုကနေပြီးတော့ပြန်လာတယ်အဲ့ဒီပါသူတကိတ်ဝင်ဝင်ကြွကြွနဲ့အဒီကအကျိုးရလဲတွေအများကြီးရခဲ့တယ်စသဖြင့်တိခတ်ကြတဲ့ဟာလည်းရှိတယ်ကျွမ်းမင်းတို့ကြောင်းမင်းတို့ကိစ္စ session တို့ software တို့ကိစ္စအဲ့ဒီဟာတွေကတိခတ်ပေးမဲ့ကြတဲ့ အဲ့ဒါလေးရှိတယ်ဆိုတော့ဒီရုရှားမှာသွားတဲ့ခါကျတော့ကျွန်တော်တို့ရုရှားနဲ့သဘောတူညီချက်တွေကအဓိကတော့ကျွန်တော်တို့ဒီပညာဖလဲတာတို့အဲ့ဒီမှာကုကြီးဖို့ပေါ့နော်အဲ့လိုမျိုးအကူကြီးအမစားတွေအများကြီးရခဲ့တယ်ဆိုတော့အဲ့ဒီမှာစီးပွားရေးစုံလုပ်မယ်နော်အခုဒိုဝေစီးပွားရေးစုံကလုပ်မယ်အရင်ကလုပ်ခဲ့တဲ့ဟာတွေအားဒါကိုဖျက်သိမ်းဖို့အတွက်ကာချုပ်ကိုခိုင်းလိုက်တယ်ဒီပြတော့အဲ့ဒီဟာကိုဖျက်သိမ်းမယ်အရင်ကဒိုဝေစီမံကိန်းကိုနော်ဆိုတော့အခုကရုရှားကိုပေးမယ်ရုရှားကိုပေးမယ်ဆိုတော့ဟိုကနေပြန်လာတဲ့ခါကျတော့ကျွန်တော်တို့အဲ့လိုမျိုး agreement ကိုရပြီတဲ့နောက်ပိုင်းမှာသူကထပ်ပြီးတော့အားပိုကောင်းလာတယ်ဆိုလို့ရှိရင်ရွက်ကောက်ပွဲကိုလုပ်မယ်နော်ဒီနှစ်ကုန်နော်ဒီနှစ်ကုန်သုံးမဟုတ်နောက်နှစ်နစ်ဆန်းမှာရွက်ကောက်ပွဲကိုကျင်းပမယ်ဆိုပြီးတော့တရားဝင်ထုတ်ဖော်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီဖက်ကလည်းဘယ်လောက်ထိဖြတ်နိုင်မလဲဆိုတာဟောတော့ကျွန်တော်တို့ကြည့်ကြသေးတာပေါ့ဆိုတော့အဲ့ဒီထက်မှာဆိုလို့ရှိရင်သူမလာပြောတာကကြွားတာကတော့ရုရှားထောက်ခံတယ်ဒီရွက်ကောက်ပွဲကိုနော်ပြီးလို့ရှိရင်တော့ဘယ်လိုလိုကလည်းထောက်ခံတယ်ဆိုတဲ့ဟာကိုအဲ့ဒီအားနဲ့ပြပအားကိုပစင်ယိုးဆိုတာအဲ့ဒါပဲမလာကောင်းမယ်ကြည့်လိုက်တော့အဲ့ဒါပစင်ယိုးနော်အဲ့ဒီမှာ သူတို့အဲ့လိုမျိုးပြပအားကိုးပြီးတော့အခုဒီပညာထောက်ကူတဲ့သူတို့ပေးမယ်အဲ့ဒါကိုနေပြီးတော့ HRW ခေါ်တဲ့ Human Right Watch အဲ့ဒီအဖွဲ့ကနေပြီးတော့ဒီပညာတွေလုံးဝမကူညီဖို့ဆိုပြီးမှသူတို့ကလည်းထုတ်ပြန်တာကိုတွေ့ရတယ် Human Right Watch ကနေပြီးတော့ဆိုတော့အဲ့လိုမျိုးရုပ်ကောက်ပွဲကိုကျင်းပမယ်ဆိုတဲ့ဟာကိုမာလာကတရားဝင်ထုတ်ပေါ်တယ်ဆိုတဲ့တဲ့င်းကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက TNLA ထိန်းချုပ်ထားတဲ့ MoGo MoGo ရဲ့နောက်တစ်ခုက KIA နောက်တစ်ခုက NUG ရဲ့ ထိန်းချုပ်ထားတဲ့နေမြေတွေမှာဆိုလို့ရှိရင်ခုနကဖာကန်းရဲ့ခန်းတီရဲ့တနိုင်းရဲ့မုံငင်းရဲ့အဲ့ဒီနေရာတွေမှာကျွန်တော်တို့ကြောက်မြတ်ရတနာတွေထွက်တယ်နော်ထွက်တယ်အဲ့ဒီလောက်ွက်တွေကိုနေပြီးတော့ရုရှားကိုပေးမယ်ဆိုပြီးတော့မာလာပြောထားတာလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘလို့ပေးမလဲတော့မသိဘူးနော် ထိန်းချုပ်ထားတာကဟိုဖက်တော်လိုင်းရဖွဲ့တဲ့ထိန်းချုပ်ထားတာအဲ့ဒီမှာခဲထိန်းချုပ်ထားတဲ့ခုနကခေါ်တဲ့နေရာတွေပေါ့နော်အဲ့ဒီမှာ파ကန်တို့ခန်တီတို့တနိုင်းတို့မုံညင်းတို့နော် KIA ထိန်းချုပ်ထားတဲ့နေမြေတို့အယူကြီးထိန်းချုပ်ထားတဲ့နေမြေတို့မိုးကုတ်အဲ့ဒါက TNL ထိန်းချုပ်ထားတဲ့နေမြေကိုနေပြီးတော့ရုရှားကိုပေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာသူတို့ရုရှားတွေကအဲ့ဒီမှာစီဘယ်ရေးဝင်ပြီးတော့လုပ်မယ်အတိပေးရတော့နော်ဆိုတော့စီဘယ်လုပ်တဲ့ခါကျတော့ခုမအလက ီနိုင်ငံခြား company တွေเนาะအခုနောက်ကလုံခြုံရေး company တွေယူလို့ရတယ်အဲ့ဒီပြတော့သူတို့လုံလို့ရှိရင်သူတို့ရဲ့စစ်သားတွေအဲ့ဒီမှာရှိမယ်ဒီပြတော့ Russia စစ်သားတွေเนาะဆိုတော့ဒီပြတော့ Russia စစ်သားတွေခေါ်ယူလာတာအဲ့ဒီမှာခေါ်ပြီးတော့သွင်းနေအဲ့လိုမျိုးပုံစံမျိုးเนาะမြန်မာနိုင်ငံကိုတရုတ်လက်ထက်ကိုအလိုက်တယ်ပြီးလို့ရှိရင်တော့ Russia ရဲ့လက်ထက်ကိုအလိုက်တယ်เนาะအဲ့လိုမျိုးပုံစံမျိုးစစ်သားတွေကိုခေါ်ပြီးတော့เนาะဟိုဘက်ကပြေပါအကူပစင်ရောဆိုတာလို့ပြောတာသူရဲ့အစွန်းစားတဲ့ဒီလိုတွေကိုမနိုင်တော့ဘူးမနိုင်တော့တဲ့ခါကျတော့ခုနကတရုတ်ကိုအကူတော့တရုတ်စစ်သားတွေသွင်းနေတယ် ရုရှားကိုအကုန်လုံးရုရှားစစ်သားတွေသွင်းတယ်အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက Elon Musk Elon Musk ရဲ့ Stochia စစ်ကွက်ကနော်တကယ်ရဆွေးမှာတစ်ခါမှမကြုံဖူးလောက်အောင်နော်ထိုးကြသွားတယ်နော်ထိုးကြသွားတယ်အဲ့ဒီ Tesla ဆိုတာကျွန်တော်တို့ electric car company ဖြစ်တယ်နော် electric နဲ့ပေးတာ taxi နဲ့မုန်းတဲ့ဟာမျိုးမဟုတ်ဘူးနော်တော်တော်ကိုခက်စားတယ်ခု Tesla တွေနော်ဆိုတော့ Elon Musk ကဒီသမတရဲ့ရွေးကောက်ပွဲမှာဒီ Trump ရဲ့ရွေးကောက်ပွဲမှာပါဝင်ပြီးတော့လုပ်တဲ့ခါကျတော့သူ့ရဲ့နော်တကယ် အမြတ်အစွန်းဟာဆိုလို့ချင်းဒေါ်လာဘီလီယံပေါင်းယာနဲ့ချီတော့သူအမြတ်ရသွားတယ်။ပြီးရုံသားမကလို့နိုင်ငံရေးမှာဝင်ရှုပ်တယ်သူကနော်ဝင်ရှုပ်တယ်။ထရန့်ကလည်းသူ့ကိုနေရာတွေပေးအဲ့ဒီနိုင်ငံရေးမှာနေပြီးတော့ဝင်ပြီးတော့ခြေလေတာနော်ခြေလေတာဆိုတော့အဲ့ဒါကိုနေပြီးတော့အမေရိကန်ပြည်သူလူထုကနေပြီးတော့သူ့ကိုဘွိုက်ကော့လုပ်တယ်နော်ဘွိုက်ကော့လုပ်တယ်ဆိုတော့အစ်ပြရတော့ဆန္ဒပြကြတယ်ဆန္ဒပြကြတယ်သူရဲ့ကားတွေကိုဘယ်သူမှမဝယ်နဲ့ပြည်သူလူထုနဲ့ဆန္ဒပြပြီးတော့တပိန်ပေါက်တဲ့ခါကျတော့ ဝိုက်ခေါလုတ်ခမ်းတယ်သူနော်အဲ့ဒီ element ကဆိုတော့အခုသူ့ရဲ့ element ရဲ့ stock share sequence ဆိုလို့ချင်းထိုးကြတာနော်ထိုးကြတာမရှုမလဖြစ်သွားတယ်ဆိုတော့အဲ့ဒါကိုသူ့ရဲ့ share trend ကနေပြီးတော့နော်အဲ့လိုမျိုးဒီတရားမောင်းဝင်ဝိုက်ခေါလုတ်တဲ့လူတွေကိုဖမ်းမယ်စီးမယ်စသဖြင့်နော်အဲ့ဒါကရာဇဝတ်မှုမြောက်တဲ့ပါတယ်ညာတယ်နဲ့နော်အဲ့လိုမျိုးနော်လွတ်လပ်လို့ဆိုတာကျွန်တော်တို့ဆန္ဒပြခွင့်ရှိတယ်အမေရိကန်မှာဆိုတော့အဲ့ဒါကိုနေပြီးတော့သူ့ကိုယ်တိုင်နော်သူ့ရဲ့စိတ်ကြိုက်နော် ရစကားကိုနော်ဝင်မဲ့သူကိုယ်တိုင်ဆိုပြီးတော့သူပြောတာလေးတွေ့ရတယ်နော်ထရန်ထရန်ကသူ့ဘက်မှာဝင်ပေးတယ်ဆိုတော့ထရန်ရဲ့အလုပ်ထင်မှလည်းသူကအခုနကတထေးကြီးခုနကအီလွန်မက်ကနေပြီးတော့တကက်ဝင်ရှုပ်တာနော်ဝင်ရှုပ်တာဝင်လဲရှုပ်ရောက်ပြီးသူလို့ထုတ်တော့ boycott လုပ်ခံရတာနော်အခု Tesla ဆိုလို့ရှိရင်တောင်းတင်းနေတယ်နော်တောင်းတင်းနေတယ်အဲ့ဒီဟာကိုလည်းကျွန်တော်တို့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမန္တလေးတိုင်းငဇုံမြို့နယ်မှာကျွန်တော်တို့ဂျိုးကျေးရွာကနေပြီးတော့စစ်ကြောင်းထွက်လာတယ်နော်စစ်ကြောင်းထိုးလာတယ် ထွက်လာတဲ့ခါကျတော့ဒီဖက် PDF တွေကနေပြီးတော့ mind ဆွဲပြီးတော့တိုက်ခိုက်လိုက်တယ်။အဲ့ဒီမှာစကားစအရောက်ပေါင်း15ရောက်မျောစာဖြစ်သွားတယ်။ဆိုတဲ့ကြောင့်ကျွန်တော်တို့ဒီနေ့သတင်းမီဒီယာနေမှာတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကတနင်္သာရတိုက်ပွဲမှာဆိုလို့ရှိရင်မြစ်ကိုထွက်လာတဲ့ဒီဆက်ကူနော်ဆက်ကူလေးတစ်စီးကိုနေပြီးတော့ငွေဆက်ကူပေါ့ငွေဆက်ကူတက်တာနဲ့ဒီစကားစကတို့စကားစတွေပါလာတဲ့ဆက်လီကိုနေပြီးတော့ဒီဖက်တော်လိုင်းရဖွေတွေကနေပြီးတော့အဲ့ဒီမှာတိုက်တယ်နော်တည်င်းရရှိချက်အရာသူတို့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီဆက်လီမှာပါတဲ့ နဲ့စကစအယောက်ပေါင်း20เนาะ20အဲ့ဒီမှာ9စာဖြစ်သွားတယ်မျိုးစာမဟုတ်တော့အဲ့ဒါ9စာဘာဖြစ်ဆိုတော့အဲ့ဒီရေးထည့်မှာဆိုတော့9စာเนาะအဲ့ဒီမှာသူတို့စီးလာတဲ့ဒီ set လေးကိုလည်း RPG နဲ့ထုတယ်ထုတဲ့အခါကျတော့ RPG အဲ့ဒီမှာထိတယ်ထိပြီးတော့မီးလောင်ပျက်စီးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကပကိုးတိုင်းဒါကတော့တကိတ်တည်ထုနေတဲ့ဒီနေ့တွေ့ရမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ပကိုးတိုင်း ARD တိုင်းမခွေးတိုင်းစစ်တွဲကြောက်ဖြူစသည်ဖြင့်ဒီနေရာ တွေကိုနေပြီးတော့အေကထိုးစစ်ဆင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အခုပဒေါင်းမျိုးနေကိုနေပြီးတော့စစ်ချောင်းထိုးတယ်အဲ့ဒီပဒေါင်းမျိုးနေမှာရှိတဲ့ညောင်ဂျိုးစခန်းညောင်ဂျိုးစခန်းမှာဆိုလို့ရှိရင်လုံးဝတောင်းခံနိုင်ခြင်းရှိတော့အဲ့ဒီမှာညောင်ဂျိုးစခန်းကဆက်ကဆက်လို့ရဆိုလို့ရှိရင်ခွေးပြွေးပြပြေးတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာမနေရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဥချစ်ပင်နော်ဥချစ်ပင်ကိုဆုတ်သွားတယ်ဆိုတော့ဥချစ်ပင်မှာဆိုလို့ရှိရင်ဒီဆက်ကဆက်ရဲ့အလောင်းတွေ စကားဆိုင်ရဲ့လူတွေအကျိုးအပြက်เนาะအဲ့ဒီမှာနဲ့တော့မဟုတ်ဒဏ်ရာရတာเนาะဒဏ်ရာရတဲ့ခါကျတော့အဲ့ဒီဆေးရုံမှာသူတို့ကလူမဆက်တော့เนาะမဆက်တော့များပြားလောက်လို့လူတွေမဆက်တော့မဆက်တော့ပြန်မကိုရလဲဆိုလို့ရှိရင်ဒီဓာကဆတ်ကိုပို့လိုက်ရတယ်เนาะဒီဓာကဆတ်ကိုပို့တာမကလို့အဲ့ဒီပြည်ဓာကဆတ်မှာလည်းသူတို့ဆေးရုံမှာပို့တယ်ပြီးလို့ရှိရင်တော့ပြည်မျိုးခန့်မှမှာနေပြီးတော့ယာယီเนาะယာယီအဲ့ဒီမှာဆေးခန့်လို့ဖွင့်တယ်ဖွင့်ပြီးမှဒီခုနကညောင်ဂျိုးစခန့်ကနေပြီးတော့အကျိုးအကန့်အပက်အသေးတွေကို เนาะအဲ့ဒီမှာ အများကြီးအများကြီးတက်ကြက်နေတယ်ဆိုတော့တည်င်းပဲဖြစ်တယ်เนาะအဲ့ဒါကတကယ်တည်င်းထုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်เนาะတည်င်းထုအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဘာဖြစ်ဆိုတော့စကဆာဟာဆိုလို့ရှိရင်မရှုမလကိုအဲ့ဒီညောင်ဂျိုးစခန်းမှာဆိုလို့ရှိရင်အကြီးအကျယ်ခံနေရတယ်လူတွေအများကြီးအများကြီးစစ်သားတွေ တိခိုက်တရရအောင်တမကလို့ဆေးရုံတွေပြည့်ရှံသွားတယ်ဆိုတော့တတင်းကတော့ဒီနေ့အတွက်တကယ်တတင်းထုအနေနဲ့တွေ့ရမှာဖြစ်တယ်အဲ့ဒါက AA ရဲ့အောင်ပွဲနောက်တစ်ခုက TNLA ရဲ့ထိန်းချုပ်ထားတဲ့နေမြေအဲ့ဒီမိုးကုတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ TNLA ကမျိုးဆောင်တက်ပုံစံသူတို့လုပ်ဖို့ဥစားတယ်သူတို့လုပ်ဖို့စီစဉ်ထားတယ်အဲ့ဒါကြောင့်အဲ့ဒီမှာလူတွေကိုတအိမ်တယောက်နော်တအိမ်တယောက်စစ်မှုမထမ်းမနေရပုံစံမျိုးနဲ့သူတို့ခေါ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အတိတ်ကတော့ TNLA စစ်သားအသစ်တွေစုဆောင်းနေတယ်ဆိုတော့ TNLA နေတဖွဲ့တွေတော့မဟုတ်ဘူးเนาะဒေါ်လာရဲ့အဖွဲ့တွေတော်တော်များများကเนาะဒီဖက်မှာစစ်သားစုဆောင်းနေတယ်နေမအလာတယောက်ထည့်မဟုတ်ဘူးเนาะမအလာတယောက်ထည့်မဟုတ်ဘူးတော်တော်ကိုဒီလူတွေလိုအပ်လို့ရှိရသူတို့ကစစ်သားတွေစုဆောင်းနေဆိုတော့သူတို့ထိန်းချုပ်ထားတဲ့နေမျိုးတွေများလေလေလူတွေပိုလိုလာလေလေเนาะလိုလာလေလေအဲ့ဒါကိုကာကွယ်ဖို့အတွက်သူတို့ကစစ်သားအစ်တွေသူတို့စုဆောင်းနေရှိတယ်เนาะအဲ့ဒါက TNL ကစုဆောင်းနေတယ်အဲ့ဒီမိုးကုတ်မျိုးနေကိုနေပြီးတော့ထိန်းချုပ်ထားဖို့အတွက်တိန်တယောက်เนาะဒါတိန်တယောက်ဖြစ်မနေနော်ထမ်းဆောင်ရမယ်ဆိုတော့ ပုံစံမျိုးနဲ့သူတို့လူစုဆောင်းနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ Ukraine Ukraine ကိစ္စကိုကျွန်တော်တို့ကြည့်ရအောင်နော် sorry ပါသွားပြီးတော့အခုဒီအမေရိကန်နဲ့နေပြီးတော့သွားပြီးတော့ဆွေးနွေးတယ်ဒီ Ukraine အပြစ်ခရက်ဆေးဖို့အတွက်ပေါ့နော်ပထမဆုံး Ukraine သမ္မတကကျွန်တော်တို့ဒီ February 26ရက်နေ့ဒီသမ္မတအင်ဖြူတော်မှာသွားတယ်ဆွေးနွေးတယ်ကတော့ချဖြစ်တယ်အဲ့ဒီမှာတကိတ်နော်အရှက်ရစရာတွေသူတို့အငင်းအခွန်တွေဖြစ်ကြတယ်အဲ့ဒီပြန်သွားတယ် EU ကိုသွားတယ်အစည်းအဝေးလုပ်တယ်ပြန်သွားတယ်ပြီးလို့ရှိရင်နော်အဲ့ဒီ Ukraine သမ္မတကပြန်ပြီးတော့ ဒီ trend ရဲ့စစ်စစ်ဆွေးနွေးမှုတွေကိုလက်ခံမယ်လို့သူတို့ပြန်ပြီးတော့ကန့်လန့်တယ် support တယ်ပြီးလို့ရှိရင်တော့အဲ့ဒီကနေပြီးတော့ solidarity မှာသွားတွေ့တယ် solidarity မှာသွားတွေ့တဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ခုနက Ukraine ကနော် Ukraine ကိုပေးတဲ့အမဆတဲ့အကုန်လုံးဖြတ်တောက်လိုက်တယ်နော်ပြီးလို့ရှိရင်တော့အချက်အလက်တွေပို့တာနော်ဟုတ်ဂျိုဒူကနေပြီးတော့အချက်အလက်တွေပို့တယ်ရာရုရှားတွေရဲ့စစ်သားဘယ်မှာရှိလဲသူတို့လက်နက်တွေဘယ်မှာထားလိုက်ဘယ်လိုပြည့်ရမလဲဆိုတာအချက်အလက်တွေဝင်ပြတာနော်အဲ့ဒါတွေအကုန်လုံးရပ်လိုက်တဲ့ခါကျတော့ Ukraine ကခုနက ဒီ throne ရဲ့ season ဆွေးနွေးမှုကိုသူတို့ကလက်ခံသွားတယ်เนาะလက်ခံပြီးမှ sorry မှာသွားပြီးတော့เนาะသူတို့တွေ့ကြတယ်တွေ့ပြီးမှအဲ့ဒီမှာပြစ်ခတ်ရက်စစ်ဖို့အတွက်တလား ပြစ်ခတ်ရစေမယ်ဆိုပြီးမှအဲ့ဒီယူကရိန်းကထုတ်ပြန်တာဒါပေမဲ့ရုရှားနေပြီးတော့ကျွန်တော်တို့ထုတ်တုံ့ပြန်တာဘာမှမရှိသေးဘူးအခုရုရှားနဲ့တွေ့မယ်ဆိုပြီးတော့ကျွန်တော်တို့တည်င်းတွေထွက်ပေါ်လာတယ်ဆိုတော့အဲ့ဒီ invade လုပ်တာเนาะကျူးကျော်မှုတွေလုပ်တဲ့အထက်မှာဆိုလို့ရှိရင်เนาะရုရှားစစ်သားတွေဘလောက်ဖေသွားလဲဆိုလို့ရှိရင်เนาะ6000 6320အထိတောင်မှတည်ဆုံသွားတယ်ဆိုတဲ့ဟာကိုယူကရိန်းကနေပြီးတော့ထုတ်ပြန်တာကိုတွေ့ရတယ်တိတ်ပြရတော့เนาะရုရှားရဲ့စစ်သားเนาะ6000တောင်မှတည်သွားပြီเนาะအဲ့ဒီမှာရုရှားမှာလည်းကြီးကြီးစင်မှုဖမ်းတဲ့ နော်သူတို့မထမ်းမနေရလူတွေကိုခေါ်တာကိုတွေ့ရတယ်အဲ့ဒါမလောက်လို့ကျွန်တော်တို့ဒီမြောက်ကိုရီးယားတောင်မှနော်လူပေါင်းတောင်းနဲ့ချီတော့ပို့ရတယ်အဲ့ဒီမှာ3000လောက်သေသွားတယ်အဲ့ဒီမှာဒီမြောက်ကိုရီးယားဖက်ကစစ်သားတွေ3000ကျော်သေသွားတယ်နော်ဒီရုရှားကိုစစ်ကူပို့တာပေါ့နော်ရုရှားကိုစစ်ကူပို့တာဆိုတော့အဲ့ဒါလည်းသေတာပဲဆိုတော့စုစုပေါင်းနဲ့တော့မဟုတ်ဘူး8သိန်းဆိုတော့အခုမလာရဲ့စစ်သားထက်များရင်များရင်များတယ်နော်ဆိုတော့မလာလည်းတော်တော်ပြုံးသွားပြီပြုံးလာမပြုံးလာဆိုတော့ကိုနော်ကျွန်တော်တို့ ကြီးလိုက်တော့သူတို့စစ်မှုမထမ်းမနေရဥပဒေနဲ့အကြီးကြီးစစ်သားလိုက်ကောက်နေတာကိုပဲခြေလိုက်ဆိုတော့ဘလော့ပေးသွားမလဲဆိုတာတော့ကျွန်တော်တို့မသိဘူးသိမ့်နဲ့ချီပြတ်သိမ့်မယ်နော်သူ့ရဲ့စစ်သားက၃၄သိန်းရှိတယ်တို့ဘာလို့ညာလို့ပြောတာနော်ရုရှားစစ်သားရဲ့တဝက်တော့မမီဘူးအခုသေးသွားတာရုရှားစစ်သားက၈သိန်းကျော်သွားပြီနော်၈သိန်း၈,၆၃၂၀ဆိုတော့အဲ့ဒီမှာ၉သိန်းနေပါလောက်သေးတော့မယ်နော်၉သိန်းနေပါလောက်သေးတော့မယ် အဲ့ဒီမှာဆိုလို့ရှိရင်ရုရှားစစ်သားတွေဘလောက်ထိမျိုးဩဇာကောင်းမလဲဆိုတာယူကရိန်းနဲ့မြန်မာနော်ယူကရိန်းနဲ့မြန်မာဆိုတော့အဲ့ဒါကိုတွေ့ရတယ်နောက်တစ်ခုကမြန်မာနိုင်ငံနဲ့ဒီမြန်မာနေဆက်မှာရှိတဲ့ချင်းလူမျိုးတွေနေထိုင်တဲ့ကျွန်တော်တို့ဒီတမူးနော်တမူးမျိုးနယ်မှာရှိတဲ့ကပေါ်ချိုင်းဝင်းကိုနေပြီးတော့မနီပူရာပြည်ကနေပြီးတော့ပြန်သိမ်းမယ်နော်ပြန်သိမ်းပြီးတော့ကျွန်တော်တို့အိန္ဒိယမှာနေပြီးတော့ထင်မယ်နော်ပြန်သိမ်းဖို့အတွက်နော်ဒီအိန္ဒိယလွှတ်တော်မှာဆိုလို့ရှိရင်မနီပူရာကဒီလွှတ်တော်အမတ်ကနေပြီးတော့တင်သွင်းတယ်နော်တင်သွင်းတယ်ခုနက ဒီတမူးမျိုးနဲ့မှာရှိတဲ့ပေါ်ချဝင်းကိုနေပြီးတော့ပြန်သိမ်းမယ်သိမ်းပြီးတော့အခုနကမနီပူရာပြည်ထဲကိုထည့်မယ်ဆိုတော့အတိတ်ပြည်တော်အိန္ဒိယပြည်ထဲကိုထည့်သွင်းလိုက်မယ်เนาะအဲ့လိုမျိုးဒီမနီပူရာကလွတ်တော်အမတ်တယောက်ကနေပြီးတော့တင်သွင်းတယ်အိန္ဒိယလွတ်တော်အထက်လွတ်တော်မှာတင်သွင်းတာเนาะတင်သွင်းတာအတိတ်ပြည်ကတော့အဲ့ဒီမြန်မာနေဆက်မှာခုတောက်ရှာတွေဖြစ်တဲ့အချိန်မှာเนาะအဲ့ဒီမှာဒီအိန္ဒိယကနေပြီးတော့ချမ်းဝင်းကိုတင်လိုက်မယ်တင်ပြီးတော့အိန္ဒိယပြည်ထဲကိုသက်သွင်းမယ်အဲ့ဒီပြတော့เนาะ invade လုပ်တဲ့ပုံစံမျိုးပဲเนาะမြန်မာနိုင်ငံကိုပြန်ပြီးတော့တချမ်းဖက်တာ သူလူကိုလူပဲเนาะသူလူကိုလူပဲခိုးတိုင်းရသားတွေလည်းကိုတိုက်ကိုယူပဲเนาะအဲ့ဒီစနစ်နဲ့ကျွန်တော်တို့လူကြတာမြန်မာနိုင်ငံရဲ့မြေပုံပေါ့เนาะဆိုတော့ကချင်ကလည်းကချင်ဖက်เนาะအဲ့ဒီမှာ TN လိုက်တော့ AMN တွေကလည်း AMN တွေဖက်အခုချိန်မှာတော်တော်ခွင့်ရကောင်းကြတယ်เนาะကောင်းကြတယ်ဆိုတော့เนาะတော်တော်ကိုနေမြေတွေကိုဖက်ပြီးတော့ယူသွားကြတာအခုမကဘူးအခုအိန္ဒိယတော်မှမြန်မာနိုင်ငံရဲ့နေမြေတွေကို เนาะเปลี่ยนသိမ့်ဖို့အရင်တော့ပြန်သိမ့်ဖို့ဆိုတဲ့စကားလုံးကိုကျွန်တော်သုံးထားတာတွေ့ရတယ်။အဲ့ဒီပြရတော့အရင်တော့ကတော့အဲ့ဒီနေမြေတွေဆိုလို့ရှိရင်ကျွန်တော်တို့မနီပူရာပြည်နယ်ထဲမှာရှိတဲ့အိန္ဒိယရဲ့အပိုင်မဲဆိုတဲ့ပုံစံမျိုးတို့ကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ပြန်သိမ့်မယ်အဲ့ဒီပြရတော့အရင်တော့ကတော့အိန္ဒိယပိုင်တယ်ဒီမှာမြန်မာနိုင်ငံပိုင်ထည့်ရောက်သွားတယ်အခုပြန်ပြီးတော့သိမ့်တယ်အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့ပြောတာကိုတွေ့ရတယ်နော်ဆိုတော့ဒီနေ့မတ်လ12ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ